Hello အားလုံးပဲမြင်ကြလားပါဘိုးမန်းချင်းကနေကြူစုပါတယ်ဆိုတော့ဘန်လီနဲ့အာဆင်နယ်တို့ရှင်ပြိုင်ကစားခဲ့တဲ့ပွဲမှာတော့အာဆင်နယ်ကအားလုံးထင်ထားကြတဲ့အတိုင်းပဲနှကူကူမရှိဆိုတဲ့ရလနဲ့ကျွန်တော်ကအနိုင်ရပြီးတော့အဆင့်1မှာပြက်ပြက်တတဆူဆူလို့ကျွန်တော်ကယက်တီထားနိုင်စေဖြစ်တယ်ပေါ့နော်အာဆင်နယ်ဟာကျွန်တော်လက်ရှိပရီးမီယာလိနောက်ဆုံး၅ပွဲမှာ၅ပွဲစလုံးအနိုင်ရထားပြီးတော့နောက်ထပ် clean sheet တပွဲယူနိုင်ခဲ့တဲ့ကျွန်တော်အသင်းဖြစ်တယ်ကျွန်တော်အာဆင်နယ်ရဲ့တိုက်စစ်နဲ့အာဆင်နယ်ရဲ့ခံစစ်တသိန်းလုံးအခြေအနေတွေဟာ ဘလောက်ထိတောင်မှကျွန်တော်ကောင်းနေစေလဲဆိုတာကောင်းကောင်းကွက်ကွက်ကွင်းကွင်းကျွန်တော်ဒါထက်ပြီးတော့မြင်ရသေးတဲ့ပွဲမျိုးလို့ကျွန်တော်ဆိုလိုရမယ်ပေါ့နော်ဟိုကျွန်တော်ပွဲကြုံသွင်းတဲ့ချက်ဒီမှာကျွန်တော်ပြောကြသလိုပဲကျွန်တော်လက်ရှိပွဲမတိုင်ခင်ဒီပြောကြသလိုပဲဘန်လီဟာအာစနယ်ကိုရှင်နိုင်စွမ်းကျွန်တော်မရှိဘူးလက်ရှိမှာဘန်လီမပြောနဲ့အာစနယ်ကိုရှင်နိုင်စွမ်းရှိတဲ့ကလပ်တင်ကများများဆဆကျွန်တော်မရှိဘူးဗျာဟိုပရီးမီးယားလိမပြောနဲ့ကျွန်တော်ဥရောပမှာတောင်မှတိတ်ပြီးတော့အာစနယ်လိုဆွမ်းဆောင်ရင်မျိုးလုတ်ပြနိုင်တဲ့အသင်းမျိုးဆိုတာ တော်ကြီးကိုကျွန်တော်ရှားပါတယ်ဆိုတော့အဲ့လိုမျိုးနေရာမှာစကော့ပါကာရဲ့အသင်ဘာမှမလုံနိုင်ခဲ့တာမျိုးကအံ့အားသင့်စရာတော့ကျွန်တော်အများကြီးမရှိဘူးပေါ့နော်ဆိုတော့ဘန်လီဘက်ကကျွန်တော်တပွဲလုံးနေထားကိုကျွန်တော်ကြည့်တော့လေကူပေါင်းကန်တာမှာကျွန်တော်၄ချိန်ပဲကျွန်တော်ရှိတယ်တစ်ချိန်ပဲကူပေါင်းတဲ့တယ်ဗျာအဲ့ဒီကူပေါင်းတဲ့တဲ့အလုံးကဘယ်လုံးလဲမေးဘူးเนาะမိနစ်60ပြည့်လို့အချိန်ပို၄မိနစ်ပေးတဲ့အခါနောက်ဆုံးရလာတဲ့ free kick တော်တော်ကောင်းတဲ့ကန်ချက်ပါဒါပေမဲ့ဒေးဗစ်ရာယာကလည်း clean sheet ဘာကြောင့် tight တန်တယ်လဲဆိုတာလည်းသူပြနေတော့မယ် ဆိုတော့အဲ့ဒီတော်တော်ကောင်းတဲ့ free kick ကင်ချက်ကိုပုတ်သွားရင်းနဲ့ဗန်လီရဲ့တလုံးနေသောဂိုးပေါက်ကန်သူမှုကအဲ့ဒီမှာပဲအဆုံးသတ်ခဲ့ရတယ်ဆိုတော့စကော့ပါကတွေ့တော့စိတ်ပျက်စရာရှိတယ်လို့ကျွန်တော်မထင်ဘူးအိမ်ဝင်ဖြစ်ပြီးမဲ့လေလို့အာဆင်နယ်လိုအသင်းမျိုးနဲ့ကစားခဲ့ရတဲ့အခါမှာနှစ်ဂိုးလောက်နဲ့တင် ပွဲသိမ်းနိုင်ခဲ့တဲ့ဆိုတာမျိုးကသူ့အတွက် defensive ပိုင်းအရကျွန်တော်ကတော့အဆင်ပြေတယ်လို့ထင်တယ်တခုတော့ရှိတာပေါ့လေ tension zone မှာတက်နိုင်နေမြတ်ဆိုလို့ခက်ခွာခွာနေရဖို့ကြိုးပမ်းနေရတဲ့ဗန်လီက အိမ်ကွင်းမှာအမှတ်ရော့ခဲ့တယ်ဆိုတာမျိုးကတော့လက္ခဏာကောင်းတော့မဟုတ်ဘူးသို့တော်လည်းပဲရှုံးနေခဲ့တာအာဆင်နယ်ဖြစ်တဲ့အတွက်ပေါ့နော်ဒါတိတ်တော့ကြည်ကွဲစရာတော့မရှိပါဘူးအဲ့တော့လာမယ့်ပွဲဒီမှာဘန်လီရဲ့ဘက်ကအမှတ်ဒီပါတွေပြန်ယူဖို့ပဲကျွန်တော်ကြိုးပမ်းမှာအဲ့တော့အာဆင်နယ်ကပေါ့နော်အာကျွန်တော်လက်ရှိကျွန်တော်ဒီချိန်မှာဘယ်လိုပြောမလဲဟွာဖြစ်ပြီးသွားကျွန်တော်လီဗာပူးတင်းရဲ့ပွဲကျွန်တော်ကြည့်ပြီးသွားတယ်လီဗာပူးနဲ့ပွဲကြည့်တယ်အာဆင်နယ်နဲ့ပေါ့နော်ကျွန်တော်ဒါတချို့ချားတွေကျွန်တော်ပြန်ကြည့်ပြီးတော့ကျွန်တော်ကြည့်တဲ့အခါမှာလီဗာပူးတင်းကနိုင်နေပေါ့နိုင်ပြီးတော့လီဗာပူးတင်းကအဆင့်၃ရောက်လာပြီနော်လီဗာပူးတင်းကအဆင့်၃ပြန်ရောက်လာတဲ့အချိန်ဒီမျိုးမှာ အဲအာဆင်နယ်အနေနဲ့ဒီပွဲနိုင်လိုက်တာကတော်တော်ကောင်းသွားတယ်ဘာလို့လဲဆိုတော့လက်ရှိမှာလဘောက်က16မှတ်ဗျာနော်လက်ရှိမှာအာဆင်နယ်ကကျွန်တော်တို့က25မှတ်ပြောရရင်9မှတ်လောက်ကျွန်တော်တို့တားတယ်ဒီပွဲကအမှတ်ရောက်ခဲ့မယ်ဆိုလို့ရှိရင်အချင်းကြီးကကောင်းခဲ့မှာမဟုတ်ဘူးဆိုတော့လက်ရှိမှာ9မှတ်တားတယ်ဒါကတော်တော်ကိုအနီထောက်ကောင်သူတို့ကိုအနီးကပ်ဆုံးဖလားနဲ့ပတ်သက်လို့ PR ပေးနေတာဆိုလို့လည်းတော့ကျွန်တော်အမြင် Manchester City နဲ့လဘောက်ပဲကျွန်တော်ရှိတာဆိုတော့ဒီအသင်းတွေကိုအမှတ်ဖြတ်ထားနိုင်လေအာဆင်နယ်တို့ကစိတ်အေးရတယ်ပဲ လီဗာပူးသင်းနေတွေ့သူရှိမှာဘလောက်ပဲတိုင်ပတ်ပဲမန်ချက်စတာစီးတီးရှိမှာဘလောက်ပဲတိုင်ပတ်ပဲအာဆနီဟာနိုင်ပွဲကိုခက်မှန်မှန်ယူသွားဖို့လိုတယ်သူတို့ပြဒီလိုမျိုးနိုင်ကိုနိုင်ရမယ်ဆိုတဲ့ပွဲစဉ်ဒီမှာဆိုလို့ရှိရင်ပူတော်မှလူသေးတယ်ပေါ့နော်ဒါကြောင့်နိုင်သွားတယ်ဆိုတဲ့နေရာမျိုးမှာတော်တော်ကောင်းခဲ့တဲ့နေရာပါဆိုတော့ပူကောင်းတာကဘလို့လဲဆိုတော့အာဆနီရဲ့ defense ပါအာဆနီရဲ့ defense မှာဆိုလို့ရှိရင် clean sheet ထပ်ပြီးတော့ကျွန်တော်ရတယ်ပေါ့အာဆနီရဒီယာဒီမှာ clean sheet 9ပွဲစတိုက်ထင်ပါတယ်နော်9ပွဲစတိုက်ကိုသူတို့ clean sheet တွေပါနေကျွန်တော်ယူထားတယ်တော်တော်အထင်ကြီးစရာပါ ကျွန်တော်တော်တော်ထင်ကြီးကြရပါလက်ရှိပရီးမီးယားလေးမှာအကောင်းဆုံးဘယ်လိုပြောမလဲတမိုင်းတစ်လျှောက်ပေါ့နော်ပရီးမီးယားလေးမှာအကောင်းဆုံးကျွန်တော်ခန်းစည်းကိုကျွန်တော်ပြောရင်ဂျိုဆင်းမော်ရီယိုရဲ့ Chelsea ဂျိုဆင်းမော်ရီယိုရဲ့ Chelsea 15ဂိုးပဲတရားဒီလုံးမှာခွင့်ပြုခဲ့ရတဲ့ခန်းစစ်ပါနော်အာဆင်နယ်ရဲ့ဘက်ကတော့လောလောဆယ်မှာ10ပွဲကံပြီးသွားပြီး3ဂိုးပဲကျွန်တော်နေခွင့်ပြုရသေးတယ်ကျန်တဲ့ကျွန်တော်နေ28ပွဲမှာ နောက်ထပ်သူတို့တွေ72ခုခွင့်ပြုရပါမလားညီကလူညီကလူဘလို့မြင်ကြလဲเนาะဆိုတော့အဲ့ဒီ record ကိုမှီမလားပေါ့လေမလွယ်ပါဘူးမလွယ်ပါဘူးဒါပေမဲ့လေလို့ပေါ့เนาะမလွယ်ဘူးဆိုတဲ့အခြေအနေမျိုးမှာအာဆင်နယ်ကဖြစ်အောင်လုပ်ပြနိုင်မယ့်နေသားမျိုးဒါ Chelsea record ကိုသူတို့လိုက်တာလို့တော့ကျွန်တော်ပြောလို့မရအောင်တိုးတိုးလေးပဲတက်နေနေများ defensive solid ဖြစ်ပုံကတော်တော်ကြီးကိုကျွန်တော်ကောင်းလာတယ်ကျွန်တော်အများနဲ့ပြောလို့ပဲအာဆင်နယ်နောက်တန်းမှာဆိုလို့ရှိရင်ကျွန်တော်အချင်းချင်းလုပ်တဲ့နေရာကအများနဲ့တနေရာပဲရှိတယ်ကလာဖီယိုရီနဲ့ Louis Scaly ပဲ နော်ဆိုတော့ဒါပေမဲ့လည်းလို့အဲ့လိုအချိန်ကြောင်းလှုပ်လိုက်လို့ပေါ့နော်တရားရောက်ကတိုင်ပက်သွားတယ်ဆိုတာမျိုးမရှိဘဲနဲ့ခန်းစစ်မှာအမှားယူနေပေါ်လာတယ်ဆိုတဲ့မျိုးကတော်တော်ကျွန်တော်ရှားပါတယ်ဆိုတော့ဒီခန်းစစ်ကတော်တော်ကိုထင်ကြည့်ဖို့ကောင်းတယ်ပေါ့နော်ကျွန်တော်တို့ဒီပွဲမှာဆိုလို့ရှိရင်အာဆင်နယ်ထဲမှာကစားမကောင်းနေကျွန်တော်အများကြီးရှိခဲ့တဲ့တက္ကမှာကျွန်တော်ကတော့ Victor Yokres တို့ဘာလို့ကသဘောကျစရာအကောင်းဆုံးကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော် Victor Yokres ကိုကျွန်တော်ကြည့်ရင်တွင်းခဲ့တဲ့ကူကအလောက်ကြီးကြီးအထင်ကြီးစရာမကောင်းဘူးဒါပေမဲ့ overall performance က တော်တော်ကြီးကိုကျွန်တော်တို့ကောင်းတယ်ကျွန်တော်ပုံမှန်ပွဲစဉ်တွေကိုကျွန်တော်တို့ကြည့်ရင်ယူကရိန်းနဲ့ပတ်သက်ပြီးလို့ရှိရင်သိတယ်မလားเนาะအားမရဘူးလို့ဘာလို့ရှိကောင်းရှိနေမယ်ဒါပေမဲ့ဒီပွဲက twin ကိုမပိုင်တော့မှဗောနော်ယူကရိန်းရဲ့ဒီဘယ်လိုပြောမလဲ performance ပိုင်းကဗျာ goal ကျန်တဲ့အသင်းနဲ့ down to involve ဖြစ်ပုံကအဲအများကြီးကျွန်တော်တို့နေကောင်းခဲ့တယ်ပေါ့ဆိုတော့ထားပါတော့ဒီ down gun ဘောကနေရလာတဲ့ခေါင်းတိုက်ချပေးတယ်အဲ့ဒါကိုသူခေါင်းတိတ်တဲ့လေရတယ်ကူးရသွားတယ်ဒါပေမဲ့လို့ဗောနော်အဲ့ဒီ goal ဟာကျန်တဲ့ performance တော့အထင်ကြီးဘူးမကောင်းဘူး အခုဆိုလို့ချင်းတိုက်စစ်မှုတယောက်တည်းတော့ဒါဂိုးရတာဒီအကောင်းဆုံးပေါ့လေတကယ်တမ်းက assist တော့နှလုံးလုံးရခဲ့ရမယ့်အခြေအနေမျိုးတွေကျွန်တော်ရှိတယ် Declan Rice ကောင်းတိုက်သွင်းသွားတဲ့အလုံးဆိုလို့ရှိရင်သူပေးလိုက်တဲ့အလုံးကနေကျွန်တော်စပြီးတော့လာတာဗျာပြောပြောရရင်အဲ့အလုံးကတော့သူပေါ့နော် AZ ကိုရည်ရွယ်ခဲ့လားဘသူကိုရည်ရွယ်ခဲ့လားတော့မသိဘူးဒါပေမဲ့သိကြတာတခုကတော့ crosser ဒီရောက်သွားတဲ့ရောက်သွားတဲ့ဘောလုံးလမ်းကြောင်းကတော်တော်ကိုကျွန်တော်လှတာတော်တော်ကိုကျွန်တော်ကျွန်တော်ပြောလေဘောလုံးဘောလုံးတွေပါနေဗျာနော်ကန်ကြပြန်မှုတဲ့တူတွေဆိုလို့ရှိရင်အဲ့လိုမျိုး ကိုပေးလိုက်တဲ့ passing ကအဲ့လောက်အကွာဝေးတစ်ခုမှာအဲ့လိုရောက်သွားတယ်ဆိုလို့ရှိရင်အရင်နေလို့ကောင်းတာသိတယ်မလားဆိုတော့အဲ့ဒီနော်အဲ့လုံကတော့တော်တော်ကောင်းပါတယ်သူပေးသွားတာပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ပေါ့နော်အထရဆာကဖြစ်နေမောပြီးတယ် rice ကကောင်းလိုက်သွားတယ်ဗောဗျာနောက်တစ်ခုကျွန်တော်အနေနဲ့ဒါ saka ကိုသိတယ်မလားပြည်လန်းချောင်းလေးကိုအသားလေးချပေးခဲ့ပြီးတော့နော်စာကဂိုးသမားနဲ့တယောက်ချင်းတွေ့မှာဂိုးသမားကြီးမှန်အောင်ကန်တာမျိုးတွေလို့နော်နောက်တစ်ခါကျွန်တော်အနေနဲ့ပါလား S0 ပါလို့လဲနော်အတွဲချက်တွေလုတ်သွားပြီးတော့ကန်တာမျိုးတွေလို့ဆိုတော့ပြောချင်သူ့ရဲ့ဗောနော် overall performance ကဒီပွဲမှာရှစ်ပွဲတွေကနေစာလို့ရှိရင်တော့အများကြီး တိုးတက်လာတယ်လို့ကျွန်တော်ထင်တယ်ပိုလည်းကောင်းတယ်လို့ယူဆတယ်။ Twin Go ကဒါကစားမအတွက်ကောင်းပြီမဲ့လို့ပေါ့နော်။ကျန်တဲ့ overall performance က Twin Go တဲ့ပို့ပြီးတော့ထင်ကြီးစရာကောင်းတယ်လို့ထင်တယ်။ဆိုတော့ Arsenal အတွက်ကတော့နိုင်ပွဲတွေဟာတိတ်ပြီးတော့လောလောဆယ်မှာထူးဆန်းနေလို့ကျွန်တော်ပြောလို့မရတော့သလို clean sheet တွေကပါတာမန်လို့ကျွန်တော်ဖြစ်လာပြီပေါ့နော်။ဒါကလည်းကျွန်တော်အနေနဲ့ပါဇက်အားချောင်းပြီးတော့ရှောက်ပြနေတာမဟုတ်ဘဲနဲ့ကျွန်တော်တို့မျက်လက်ရှိမှာမျက်မြင်ကိုယ်တွေမြင်နေရတဲ့အနေအထားမျိုးတွေ clean sheet တွေကျွန်တော်တက်ချောက်ရတယ်နိုင်ပွဲတွေကျွန်တော်စက်တရရတယ် ဒုတိယနေရာကတက်နော်တတိယနေရာကသူတို့ရဲ့အခါဒီဘယ်လိုပြောအန်ဒီအများဆုံးပြိုင်ဘက်တွေကို9မှတ်တီသူတွေဖြစ်ထားတယ်။ဒါတော်တော်လေးကောင်းတဲ့အနေအထားမျိုးပါ။ဆိုတော့ဒီကလိုနီနီရောဒီပွဲနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲ။အာဒီတာရဲ့အာဆင်နယ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲ။ဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးဒီမှာလည်း